တစစ်စစ်သားတဲ့ထိုးဆိုင်ပြီးကြုတ်သွေးတွေဆုပ်ယူလိုက်တိုင်းချင်းဆိုတဲ့တရဝါတွေကိုကြုတ်မုံတဲ့မုံလာခဲ့ပါတယ် ဒါပေမဲ့ကျုပ်ဟာနေရာမှာကြောက်ရွံ့တိုလို့ငြိမ်သက်ပြီးတော့တုတ်တုတ်မလုပ်ပေခံနေခဲ့ရပါတယ်။ကျုပ်လှုပ်လှုပ်ရှားရှားလှုပ်လိုက်လို့လည်းမဖြစ်ပါဘူး။ကျုပ်ဒီနေရာမှာနာရီတန်ကြာဒီလိုပုံစံမျိုးနဲ့ငြိမ်ပြီးစောင့်နေခဲ့ရတာကျုပ်တခုခုလှုပ်ရှားလိုက်လို့လွဲချော်သွားမဲ့အခြေအနေမျိုးလည်းကျုပ်မလိုလားပါဘူး။တိတ်မကြခင်ရောက်လာတော့မဲ့အခြေအနေတခုဟာကျုပ်အတွက်အလွဲချော်ခံလိုက်လို့လည်းမဖြစ်ပါဘူး။အခွင့်အရေးကိုကောင်းကောင်းအသုံးချရမဲ့အခြေအနေဖြစ်ပါတယ်။စိန်မောင်ဆိုတဲ့ကောင်ဟာဒီလန်းကနေဒီချင်းဆိုရင်ပုံမှန်လာနေကြပြန်နေကြဆိုတာကိုကျုပ်အတက်သိပြီးသားဗျာ။ တိတိကျကျပြောရရင်တော့ကျုပ်စိတ်မအောင်စောင့်နေရပါဒုက္ခကိုပေးခံပြီးတော့ဇွဲကောင်းကောင်းနဲ့ကိုကျုပ်စောင့်နေရပါကျုပ်သွေးတွေနှွေးနေသေးတယ်ဒါပေမဲ့တိတ်မကြခင်ကျုပ်သွေးအေးရတော့မယ်ရက်ဆက်ရတော့မယ်အညိုးတကြီးကိုရက်ဆက်ရတော့မယ်ဟုတ်တယ်ကျုပ်စိတ်မအောင်ဆိုတဲ့ကောင်ကိုတတ်ဖို့အတွက်စောင့်နေခဲ့တာလွန်ခဲ့တဲ့တပတ်မမျော်လင့်မနဲ့ကျုပ်နှမကြေးမုံငုံနေတော့ကျုပ်မြင်သွားတယ်ကျုပ်ထိတ်ထိတ်လန့်လန့်နဲ့အတင်းမင်းမြတ်မြဲမဲ့ကြေးမုံကလုံးဝကိုမဖြေဘူးဗျကျုပ်တို့မှာပြေးကြည့်မှအမေမုတ်ဆိုးမိုင်နဲ့ဒီမောင်နှမနှစ်ယောက်လေးပဲရှိရကျုပ်နှမလေးကိုကျုပ်တိတ်လဲချစ်ပါတယ် ြည်မုံညီမလေးအခုမေးနေရလေအခုဖြည့်စမ်းပါနင်ဘာဖြစ်လာလဲနင့်ကိုဘသူကဘာလုပ်လိုက်လို့လဲအခုမကြောက်နဲ့နော်မဖြည့်ပြရစီနဲ့အခုရဲ့ကြည်မုံကြောက်လို့ပါကြည်မုံကိုနိုင်ကမိုက်တာပါအခုရဲ့ကြည်မုံသာတတ်လိုက်ပါတော့အခုရဲ့ကြည်မုံညီမလေးနင့် ကျုပ်ဟာစွန့်ဟသွားခဲ့ပါတယ်။ဘာပြောရမှမသိခင်ခြုံမွဲချငိုချလိုက်တဲ့ကျုပ်ညမလေးကိုပွေဖက်ထားပြီးတော့ကျုပ်တခုခုကိုတီနာလေလိုက်တယ်လို့မျိုးခံစားလေရပါတယ်။ပြီးတော့ရှက်လဲရှက်နေမိပါတယ်။ကျုပ်ဒေါသတွေကိုလည်းကျုပ်ညမလေးစီကိုပုံမချခဲ့ပါဘူး။ကျုပ်မရရအောင်နားချချော့မော့မေးခဲ့ပါတယ်။အခုပြောတော့ညမလေးအခုညမလေးကိုဘာမှမလုပ်ဘူး။ဘာတူလဲ။ဒါဘာတူကြောင့်လဲညမလေး။နောက်ဆုံးတော့လည်းကျုပ်ညမလေးခင်ဗျာဝန်ခံရှာလာပါတယ်။ တရားခံဟာစိတ်မောင်းဆိုတာသိလေရပါတယ်ကျုပ်တို့စိတ်မောင်းတို့ဟာတရားထဲတရားရဲသားစစ်စစ်တွေပါပဲကျွန်းညမလေးနဲ့ဒီကောင်မတိုးမတန့်တဲ့မျိုးကြုတ်ကြားမိပဲမလဲဒီအချိန်နေ ठी ကျုပ်မမျောလင့်ထားမိပါဘူးအဆိုးဆုံးကတော့ဒီအချိန်နေ ठी ရောက်ပြီးကမှဒီကောင်ကျုပ်ညမလေးကိုအဆက်ဖြတ်လိုက်ပြီဆိုတာပါပဲစိတ်မောင်းဟာမိဘတွေချမ်းသာတော့ဒီရက်ဒီရွာမှာတော့တထေးသားဆိုတာမှန်ပါတယ်ဒါပေမဲ့လည်းဒီကောင်ရဲ့စောက်ကျင့်ကိုတော့ကျုပ်မကြိုက်ပါဘူးကလေးဘွားတွေကအတူနဲ့အတူသွားအတူစားအတူဆော့အတူကြီးပြင်းလာကြတာဆိုတော့ဒီကောင်အကြောင်းကျုပ်ကောင်းကောင်းကြီးသိပြီးသားပါ လူပြိုလူလွတ်အထူးသဖြင့်မိဘအချိန်အဝါလေးနဲ့ဒီကောင်ပွေရှုပ်တာကိုကြုံမပြောလို့ပါဒါပေမဲ့ကုတာဝကိုမယူတတ်တဲ့တိမ်သေးညံပြင်းလာတဲ့ဒီကောင်စိတ်ကိုတော့ကြုံလုံးဝမကြိုက်ခဲ့ဘူးကျွန်းညမလေးကလည်းတောသူစစ်စစ်ယိုးတယ်အားတယ်ဒါကိုတရည်တဲ့တောက်နေသူချင်းနှမချင်းမစာမနာဒီကောင်မှုလောက်ရက်လေးချင်းလို့ကြုံအမျက်ချောင်းချောင်းထွက်ရတယ်ယွန်ကျိုးမရလည်းဖြစ်ရတယ်ဒီကောင်ကိုကြုံအေးစစ်စစ်ဆွေးနွေးဖို့အစွမ်းကုန်စူးစမ်းခဲ့တယ်ဒီကောင်အเจ้าမျိုးမျိုးပြပြီးတော့ကြုံကိုရှောင်နေခဲ့တယ်နောက်ဆုံးရှေ့မျက်နှာနောက်ထားပြီးတော့ကြုံကိုယ်တိုင်အတနာခံခဲ့တယ် ကျုပ်မျက်နှာကိုမထီမဲ့မြင်ကြည့်ပြီးတော့ဒီကောင်ခွေးတတ်တာစကားမျိုးကျုပ်ကိုပြောခဲ့တာဗျမင်းညမရဲ့ဘိုက်ကိစ္စငါပါလို့ပြောရအောင်ဗမလဲတက်တယ်မင်းယူနေလားမင်းတည်း အဲ့ဒီစကားတွေအောက်မှာကျုပ်သိပ်ချက်သွားခဲ့ပါတယ်ဒီကောက်မျက်နှာကိုနောက်ဆုံးအချိန်မဲ့ကျုပ်နာနာကြီးကြီးနဲ့ကြည့်ခဲ့မိပါတယ်ယောက်ျားဖြစ်ပြီးတော့ယောက်ျားမပီတလေခြင်းရဲ့လို့ဒီကောက်ကိုကျုပ်သိပ်ယွန်ရှာသွားမိပါတယ်နေ့စဉ်နဲ့မျှကျုပ်နှမလေးကြီးမုံခံစားနေရတဲ့တောကတွေဟာကျုပ်ရင်ဝအောင်မိစားနဲ့ထိုးတယ်လို့မျိုးပူလောင်လွန်းလာတယ်ကျုပ်အပြစ်လည်းမတင်ရက်ပါတနေ့ထက်တနေ့ဆိုးလာတော့မှအခြေအနေမျိုးနဲ့ရင်ဆိုင်ရမယ့်ပတ်ဝန်းကျင်ကိုလည်းကျုပ်ကြောက်လာတယ်နောက်ဆုံးကျုပ်စဉ်းစားမိတာဒီတလန်းပဲရှိလာခဲ့တယ်ကျုပ်ဘာမှမတတ်နိုင်ခဲ့ဘူးဗျာ သူစိတ်မောင်းတက်လိုက်ဖို့ပဲဆုံးဖြတ်ခဲ့တယ်။ဒီကောင်ကလောကကြီးထဲမှာရှိမနေသင့်တော့တဲ့လူယုတ်မှဖြစ်တယ်။ကျုပ်ကအတွေးထဲမှာအချင်းချင်းခါခါစိတ်မောင်းတက်ပြစ်ခဲ့တယ်။ နာကြီးမုံဒီလွန်လွန်ကျုပ်သွေးတွေကတဖောက်ဖောက်နဲ့ခုံနေကျုပ်စိတ်ကိုကျုပ်အချိန်ချင်းတားကြည့်ပဲမလဲမအောင်မြင်ခဲ့ပါတနေ့ကျုပ်အိမ်ပြန်လာတော့ရင်နာစရာကောင်းတဲ့မြင်ကွင်းတစ်ခုကစောင့်ကြိုနေခဲ့တယ်အိမ်ရဲ့ထုတ်တန်းမှာကျိုးတက်လန့်တဲ့ဘဝကိုအဆုံးစီရင်သွားတဲ့ကျုပ်ညမလေးရဲ့ပုံရိပ်ကကျုပ်အသည့်အာယုံတွေကထုတ်မရနိုင်လောက်ကိုဖြစ်ခဲ့ရတယ်မိုက်မဲလွန်းတဲ့ကျုပ်ညမလေးရဲ့အဖြစ်ကိုမြင်ပြီးတော့ကျုပ်မေကအဲ့ဒီနေရာမှာဘုံဘုံလဲသွားခဲ့ရတယ်ကျုပ်ဆုံးဖြတ်ချက်ခိုင်မာသွားခဲ့ပြီ စိန်မောင်းကိုကျုပ်တက်ပြီးတော့လက်စားချေမယ်အကျွေးပြန်ယူမယ်ဆိုတာပဲလာနေကြပြန်နေကြလမ်းဆိုတော့တပည့်ရွာမှာနှာခေါင်းမိတောက်ပြီးတော့ဒီကောင်အေးလူလူနဲ့ပြန်လာမဲ့ချိန်ကိုကျုပ်လမ်းအနေဖြတ်ဆောင်နေခဲ့တယ် အမောင်ကနှက်တဲ့နှက်လာခဲ့ပြီကျုပ်ဆောင်နေတဲ့အချိန်ကလည်းရောက်လာခဲ့ပါပြီလိုက်အောင်ဖြူးဖြူးဖြက်ဖြက်လေးနဲ့ရွာနဲ့ရွာဆက်ထားတဲ့လမ်းလေးကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်တိတ်မကြလိုက်ပါဘူးဗျာကျုပ်ကလိုက်အောင်ဝိုးတော်အောင်မှာပဲရွာလမ်းတိုင်းလျှောက်လာတဲ့လူတယောက်ကိုရိတ်ခနဲလမ်းမြင်လဲရတယ်ကျုပ်လက်ထဲကငက်ကြီးတောင်တာကိုချစ်ချစ်ပအောင်စုပ်ကင်ထားမိတယ်မြနေအောင်တွေးထားတဲ့ဒါလိုက်အောင်အောင်မှာဝင်းလက်တောက်ပနေခဲ့တယ်ကျုပ်ကခံစားထားရတဲ့ဒုက္ခကိုတော့ခဏမေ့သွားပြီးတော့ နေရာနဲ့အစင်သင်းဆောင်ဆိုင်နေခဲ့မိရင်ရင်းတွေတတိန်းတင်းခုန်နေပေမဲ့ကျုပ်သွေးတွေဟာအေးလာခဲ့တယ်။အပိုင်ပွဲသိမ်းတွက်ဆပြင်ဆင်ထားတဲ့ကျုပ်စိတ်ဟာမာကျောပြီးတော့ကျုပ်လက်တွေကလည်းသွေးစာနေတယ်လို့ခံစားရတယ်။ကျုပ်ကလူရိတ်နောက်ကနေအသာကတ်လိုက်ပြီးတော့အပိုင်ခုတ်ချလိုက်ဖို့တစ်ချက်တည်းစီစဉ်ထားတယ်။စီစဉ်တွက်ဆထားတဲ့အချိန်မှာကျုပ်အကောင့်ထဲပေါ်လိုက်တယ်။ကျုပ်လက်ထဲကငက်ကြီးတောင်တာလရောင်အောင်မှာလက်ခနဲ့အပေါ်ဝင့်တက်သွားတယ်။ ဒါပေမဲ့ကျုပ်ခံစားမှုဟာအကြီးလွဲကျော်မှယွန်းသွားခဲ့တယ်။ကျုပ်ခုတ်ချလိုက်တဲ့ဒါကြာစိန်မောင်းရဲ့နောက်ကျောလေကုတ်ကိုမထီးပဲခံစားမှုကြီးကလေယာဉ်နဲ့ဤတက်တက်ဖြစ်နေခဲ့တယ်။ကျုပ်လည်းတော်တော်လေးကိုအံ့ဩတုန်လှုပ်သွားခဲ့ရတယ်။စိန်မောင်းဆိုတာတေချာနေတဲ့လူရဲ့ရလည်းဘာမှမဖြစ်ဘူး။ကျုပ်နဲ့တဖြည်းဖြည်းဝေးရမှာအေးလူလူဆက်လျှောက်သွားတာကိုကျုပ်မြင်နေရတယ်။ထူးဆန်းလွန်းလို့မယုံကြည်နိုင်တဲ့အတွက်ကျုပ်အကြာကြီးပဲအံ့အားတင့်နေခဲ့မိတယ်။ကျုပ်လက်ထဲကငကြီးတောင်ဒါမြေကြီးပေါ်ဘုတ်ကနေတောင်ပြုတ်ကျသွားခဲ့ပြီ။ ကျုပ်အထိတ်တလန့်နဲ့ကျုပ်ကိုကျုပ်အကြာကြီးပဲပြန်ငုံကြည့်နေမိတယ်။ကျုပ်ကိုကျုပ်လည်းမတင်ကနိုင်တော့ပဲနဲ့မယုံမကြည်ခံစားလာရတယ်။ကျုပ်ကအစောပိုင်းကကျုပ်ပုန်းခုနေတဲ့ကိုင်းတော်ဆက်နာလေးကိုရုတ်တရက်ပြန်ရောက်သွားခဲ့တယ်။ မြင်လဲရတဲ့မြင်ကွင်းဟာကျုပ်ခန္ဓာကိုယ်တစ်ခုလုံးလေယာဉ်ထဲထဲမှာပြစ်ချလိုက်တယ်လို့မျိုးခံစားလေရတယ်ဗျကျုပ်ခန္ဓာကိုယ်ကြီးကကိုင်းတော်ဆက်ကလေးမှာခွခွလေးလဲနေတာကျုပ်ခန္ဓာကိုယ်ကြီးရဲ့ဘေးကနေမြက်တော်ဆက်နာမှာရှော့ကနေထွက်သွားတဲ့တရဝါတကောင်ရဲ့ခန္ဓာကိုယ်လည်းအယုတ်ဆိုးအကြီးတန်းစွာမြင်လဲရတယ်ကျုပ်ဟာအခြေအနေကိုချက်ချင်းနားလည်လိုက်ပါတယ်ကျုပ်ပိုးထီလို့တည်ခဲ့ပြီဆိုတာပဲကျုပ်ဟာကျုပ်မဟုတ်တော့ဘူးဆိုတာရယ်ဝမ်းနေလို့လို့ယွန်ကျိုးမရကျုပ်အားရပါရငိုချလိုက်မိတယ်ကျုပ်နားထဲမှာကြားဘူးနားဝစကားတန်နေရလဲဘယ်ကရောက်လာမှမသိအထက်ထက်ပြန်ကြားရအောင်လာတယ် လူတယောက်ကတေနစ်မစစ်လို့ရှင်ဘယ်တော့မှတေအောင်တတ်လို့မရဘူးဆိုတဲ့စကားလည်းပါတယ်ပြီးတော့ကျုပ်တို့ရွာနှစ်ရွာအောင်ဆက်ထားတဲ့ဒီကိုင်းတော်လေးဟာအခုလိုရာသီမျိုးဆိုရင်မွေစိုးတွေတိတ်ပေါ်တယ်ဆိုတဲ့စကားတန်နေရယ်ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစွန်နေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေ့ပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲအရေးကြီးဆုံးကဒီနေ့ပဲတင်ကိုယ်တိုင်တင်ကိုယ်တင်တိဆောက်ရလိမ့်မယ် တကူရေးစွမ်းဆောင်ရည်ပြုရတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းမြင်တင်တဲ့ကြောင်းအကျိုးဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကလည်းထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှတ်ကံချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုံးလို ုတ်ကင်မလားကိုပိုင်ဆိုင်ဖွင့်မလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင့်တင်တဲ့ညောင်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်ကစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်ကျန်တဲ့သိကျင်နေတဲ့အသေးစိတ်အချက်လက်တွေကိုတော့ profit mobile ဖုန်းမြင့်တင်တဲ့ညောင်ရဲ့ facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်စိတ်ကူးအိမ်မက်တွေကိုဖန်တီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင့်တင်တဲ့မှာဆို profit